မင်္ဂလာပါခလေးတို့ရေဒီနေ့ဖပြမယ်ပုံမြင်လေးကတော့မေတ္တာစိတ်ဟိုးရှိရှိတော့ငါမဟာမြိုင်တော်ကြီးမှာသမင်မောင်များစွာကိုခေါင်းဆောင်နေတဲ့ရွှေသမင်ကြီးတစ်ကောင်ရှိတဲ့ ရွှေသမင်ကြီးမှာ လုံစွာချစ်ခင်နှစ်သက်ရပြီးစိတ်တူကိုယ်တူရှိတဲ့သမင်မတကောင် ရှိတာပေါ့ဒီလိုသမင်မတကောင်နဲ့ပေါင်းသိင်းရင်သမင်မောင်များစွာကိုတရားနဲ့အညီစီမံအုပ်ချုပ်တဲ့ကွယ်တရမတော်ခေါင်းဆောင် ရှိသမင်ကြီးဟာသူ့ရဲ့ချစ်စနီးအပါဝင် နောက်လိုက်သမီးများနဲ့အတူတောကြီးအတွင်အစာရှာဖို့ထွက်လာခဲ့တာပေါ့တနေရာအရောက်မှာတော့မုတ်ဆူတူထောင်ထားတဲ့ကြော့ကွင်းနဲ့ရွှေသမင်ကြီးမိသွာရှာတာပေါ့ကွယ်ရွှေသမင်ကြီးဟာကြော့ကွင်းမှာမိနေတဲ့သူ့ချီတောက်ကိုလွတ်သွားအောင်အာတုံခွန်ဆိုင်ရုံထွက်ကြည့်ရာ ခိုင်မာတဲ့ကြောက်ဝင်ဖြစ်နေတော့ရုံလေနစ်လေဖြစ်နေရတာပေါ့တာကြောင့်တမင်ကြီးရဲ့အရေးပြားတွေဟာစုပ်ပြက်ပြီးနာကျင်နေတာပေါ့ကွယ်ဒီလိုအတင်းယုံကဲမီယုံထွက်ပြီမဲ့လဲကြုံခွင်းကတော့တက်တောက်သွားခြင်းမရှိပါဘူးတဲ့ ားဆိုင်ယုံလေးလေးကျုံခွင်းဟာ အသားတဲ့ထိနှွင့်ဝင်လေးလေးဖြစ်နေတော့တမင်ကြီးလည်းနာကျင်တဲ့တန်ဝမခံနိုင်တော့ပဲကြေလောင်စွာနဲ့အော်ဟစ်အကူကြီးတောင်းတော့တာပေါ့ကောင်းဆောင်ရှိတမင်ကြီးရဲ့ကြေလောင်တဲ့အော်တန်ကြောင့်နောက်လိုက်တမင်တွေဟာအယံကိုထိနှံပြီးထပ်ပြေးသွားကြတယ် ထွက်ပြေးသွားတဲ့အထင်းမှာ ရုတ်တရက်ဆွတ်တလို့တမင်ကြီးရဲ့ဇနီးတမင်မလည်းပါသွားတာပေါ့ရုတ်တရက်တမင်မဟာအချိန်လေးတို့ကို ပြန်ကြည့်မိတော့သူခင်ပွန်းတမင်ဖိုကြီးဟာအနရယ်နဲ့ကြုံနေလို့အော်ဟစ်နေတာကို တွေ့မြင်သွားပြီးတမင်ကြီးထံအမြန်ပြန်ပြေးလာတာပေါ့ကွယ် သမင်ဖိုကြီးရဲ့အဖြစ်ဆိုးကို တွေ့လိုက်ရတဲ့အခါသမင်မလည်းရှင်ထုမနာဖြစ်ပြီးငုကြွေးနေတာပေါ့ပြီးတော့ငုနေတာကိုရက်ပြီးသမင်ဖိုကြီးကိုအားပေးစကားပြောပါတယ်မဆိုးရိမ်မနဲ့အရှင်နာကျင်နာတွေဆိုးရွနာတွေခဏတီးခတ်မအောင်တော့ကြော်ခွင်းပိုင်ရှင်မုတ်ဆိုးရောက်လာရင် အကျိုးအကြောင်းပြောပြပြီးကျမတောင်းမယ်မမေနောက်ဆုံးတောင်းမယ်လို့မရရင်လေအရှင်းကိုစားကျမအသက်နဲ့လဲပြီးကာကွယ်ပေးပါမေအရှင်ကတော့ခေါင်းဆောင်ဖြစ်တာမို့အများအကျိုးအတွက်လောက်ကန်ရမယ်တောင်းဝင်ရှိသေးပါတယ်မမဟာဒီလိုပြောပြီ ခင်ပွန်းဖြစ်သူရွှေသမင်ကြီးစိတ်တည်းမကြဘို့အပိစကားပြောနေတာပေါ့ပြီးတော့တွေ့ထက်တန်ယူဖြစ်နေတဲ့ခြေတောက်ကိုလည်းဖေးမပေးပြီးလဲကြမတော်အောင်ထိန်နာပေးရှာတာပေါ့ကွယ်အဲ့ဒီချိန်မှာပဲကြော့ကွင်းထောင်ထားတဲ့မုတ်ဆူကြီးရောက်လာတော့မမလေးဟာလဲရွှေသမင်ဖိုကြီးအတွက်အသက်ပေးကောင်းွယ် မယ်လို့ဆုံးဖြတ်ချက်ချပြီးမုတ်ဆူကြီးရှိဒူးထောင်းထိုင်ချကတောင်းမန်စကားပြောတော့တာပေါ့ကွယ်မုတ်ဆူကြီးရဲ့အခုကြောက်ခွင့်မှာမိနေတဲ့ရှစ်သမင်ကြီးဟာကျမရဲ့ချစ်ခင်ဖုန်းဖြစ်တယ်လို့ဒီတော်မှရှိတဲ့သမင်အပေါင်းကိုလည်းတရားနဲ့အညီခေါင်းဆောင်မှုပေးနေတဲ့သူတော်ကောင်းကြီးပါရှင်။ အလုံးဟာ ရှေတမင်ကြီးကို အားထားနေရတဲ့အတွက် သူသိရင်အလုံးဒုက္ခရောက်တော့မှာပါခေါင်းဆောင်ကြီးကိုလှုပ်ပေးပြီးကျမကိုပဲဖမ်းလိုက်ပါမုတ်ဆိုးကြီးရဲ့ဒီလိုဆိုပြီးတမင်မလေးဟာရှေတမင်ကြီးရဲ့ကြီးမားတဲ့ဂုံကျေးဇူးတွေကို ပြောပြကအတနာခံနေတော့တာပေါ့ ြီးတော့ရှေ့သမင်ကြီးကိုစားသူ့ကိုဖမ်းမေးဖို့မုတ်ဆိုးကြီးထက်မှလည်းတတိရှိစွာနဲ့တောင်းဆိုနေတော့တယ်မုတ်ဆိုးကြီးကလည်းမကြောက်မဝေါ်ရဲဝတ်စွာ ပြောလာတဲ့သမင်မလေးရဲ့စကားကြောင့်လုံစွာအံ့ဩသွားတာပေါ့ကွယ်သားကောင်များစွာကို ဖန်စီတပ်ဖြတ်ပြစ်ခတ်နေပေမဲ့အကျဉ်းနာနှလုံးသားရှိတဲ့မုတ်ဆူကြီးဟာတမင်မရဲ့စကားကိုကြားပြီးတွတွဝေဝေစဉ်းစားနေမိတော့တယ်။အင်းလူသားဖြစ်တဲ့မိန်းမတွေယောက်ျားတွေတောင်ဇနီးမယားတွေလင်းယောက်ျားတွေအတွက်အသက်ကိုပေးစွန့်ကြတဲ့သူ အမတန်ရှားပါတယ်။ ဒီသမင်မလေးကတော့အများကိုခေါင်းဆောင်နေတဲ့ဒုက္ခင်ဘုံအတွက်အတက်ကိုပင်ရဲဝံ့စွာပိတ်ဆက်နိုင်တာအံ့ဩစရာပဲဒီတော့သမင်တို့ရဲ့ခေါင်းဆောင်ကိုရောသမင်မလေးကိုပါငံမဖမ်းရတော့ပါဘူးနှကောင်စလုံးကိုအသက်ချမ်းသာပေးလိုက်ပါတော့မယ်လေး းဆိုကြီးဟာဒီလိုအတွေ့ဝင်သွားပြီး သူ့ရဲ့နှလုံးသားဟာလည်းပကတိနူးညံ့သွားတာပေါ့တမင်ကြီးရဲ့ခြေကောက်မှာညစ်တွေနေဝင်နေတဲ့တရေကျိုးကိုလည်းညင်သာစွာ ဖြုတ်ပေးယုံတာမကဒံယာကိုပါတတစီရင်ပြုစုကုတပေးလိုက်ပါတော့တယ်ကွယ် တမင်မလေးရဲ့မြတ်တာကို အခြေခံသော အနစ်နာခံလို့သောစိတ်ထားရှိခြင်းကြောင့်မုတ်ဆိုကြီးဟာလည်းမြတ်တာဓာတ်များကုဆက်ကရှစ်တမင်ကြီးနှင့်တမင်မတို့ကိုလွရတော့တွားခွင့်ပြုလိုက်တာပေါ့ကွယ်ရှစ်တမင်ကြီးလည်းမုတ်ဆိုကြီးကိုလွန်စွာခြေစူးတင်သွားပြီး အသက်တခင်ခြေစူးရှင်ကိုခြေစူးပြန်ဆက်တဲ့အနေနဲ့ သူတွေ့ထားတဲ့အဖိုးတန်ပရမညာတလုံးကိုမုတ်ဆူကြီးထဲလက်ဆောင်ပေးပြီးခြေစူးတုတ်ပြန်လိုက်တာပေါ့ကလေးတို့ရေပုံမြင်လေးရတော့ဒါပါပဲနော်ရှင်သူမိတ်ဆွေမချာတစ္ဆာရှိချင်းအနစ်နာခံချင်းမေတ္တာထားချင်းဟာနှစ်ဦးနှစ်ဖက်အတွက်ကောင်းကျိုးချမ်းသာများတိုးပွားစေကြောင်း မုတ်ဆူကြီးနဲ့ရှစ်သမီးတို့ကတရကပြောက်သွားတာပေါ့ကွယ်ဒီနေ့တော့ဒီလောက်ပါပဲနော်